စကားတော့ဒါထိန်းသိမ်းခဲ့တာရင်းနေချင်းထိပါပဲစကားထိန်းသိမ်းထားတာပေါ့နော်ဒါပေမဲ့စာပေကြတော့မရှိတဲ့အချိန်ကတော့ဒီတဖြည်းဖြည်းဒီကနစကားလေးတွေထိန်းသိမ်းမဲ့စာပေမရှိတဲ့အချိန်ကတော့တဖြည်းဖြည်းပျောက်တဲ့အနေသာရှိတာပေါ့ဗျာနော်အဲ့ပျောက်တဲ့အနေသာရှိတဲ့အတွက်ကြောင့်စာပေကတကယ်ကိုကနလူမျိုးအတွက်လက်ရှိအနေသာမှာလိုအပ်တဲ့အနေသာရှိတာပေါ့နော်အဓိကတို့စာပေဖော်ထုတ်တဲ့လုပ်ငန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ ဝန်ကြီးဌာနကိုကိုယ်ရည်တောင်းလာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကပေးဖို့အဆင်သင့်ပါပဲ။နောက်ဘညာရှင်တွေကိုဆက်ဆက်ပေးဖို့သူတို့ကိုယ်ရည်တောင်းလာမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဆက်ဆက်ပြီးတော့ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။တကယ်လို့သူတို့စာပေဖော်ထုတ်ပြီးလို့အစိုးရစာတင်ကြောင်းထဲမှာဒီသူတို့ရဲ့ကနန်းစာပေကိုတင်ကြားကျင်းတယ်ဆိုလို့ရှိရင်လည်းဘုရားရေးဝန်ကြီးဌာနအနေနဲ့ကျွန်တော်ဆက်ဆက်ပူးပေါင်းပြီးတော့ကျွန်တော်ဆောင်ရွက်ပေးမယ်။အဲ့ဒီခါကြာလို့ရှိရင် တကယ်လို့တင် जा ခွေရမယ်ဆိုလို့ရှိရင်လည်းတို့အခွင့်အရေးနေနဲ့ကနန်းစာပေတက်မြောက်တဲ့ဆရာဆရာမတွေကလည်းအလောက်ကန်ခွင့်လန်းတွေကိုရရှိလာမှာပြတ်ပါတယ်